ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education အကျဉ်းချနေတာလေးပြန်လည်ကျေးဇူးပါတယ်ဒီနေ့မှာကျွန်တော်ဗတ်တင်ဆက်ပေးသားမလို့ဆိုတော့အဲဒီနေ့ကကျွန်တော် checkmate pattern လေးတစ်ခုကိုတင်ဆက်ပေးသားဖြစ်ပါတယ်အခုကတော့ကျွန်တော်ဒါနံပါတ် 21ပေါ့နော်ကျွန်တော်အရှိမအခု20တင်ပေးထားတယ်။မကြည့်ရသေးလို့ဆိုရင်တော့ကြည့်ဖို့အကြံပေးပါတယ်။အဲ checkmate pattern တွေကကျွန်တော်တို့တကယ်တည်ဖို့လိုလိုအပ်ပါတယ်။ကိုယ့်ရဲ့ကစားပွဲတွေမှာကိုကအဲနိုင်နေတဲ့အချိန်မှာအဲနိုင်ဖို့အတွက်ပေါ့နော်အတာသေးရဖို့အတွက် sacrifice လုပ်တဲ့အခါမျိုးတွေမှာအဲချက်မိတ်ပတ်တန်တွေအသုံးဝင်နေတိထားဖို့လိုအပ်တယ်အဲ့လိုပဲကိုကနိုင်နိုင်ချင်းမရှိရတဲ့အခါမျိုးတွေမှာလည်း ကိုကပြန်ပြီးတော့ဒီလိုမျိုးဟို sacrifice လေးတွေကစားပြီးတော့ပြန်ပြီးတော့ puppet jewelry တွေယူလာမျိုးတွေလည်းအဲဒါမျိုးတွေကလည်းဒီလိုပတ်တန်လေးတွေမှတ်ထားမှဒီလိုပတ်တန်လေးတွေတိထားမှအဲအခွင့်အရေးတွေရမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒီနေ့ကျွန်တော်လုပ်မဲ့ကောင်းစဉ်ကတော့ဘာကောင်းစဉ်လဲဆိုတော့ဆိုရင် rook sacrifice on g7 ပေါ့နော်အဲ g7 မှာရှိရဲအဲ pawn ပေါ့အများသောအဖြစ် pawn ကိုအဲ sacrifice လုပ်ပြီးတော့စားမယ်ပေါ့နော်အဲ golden chess လို့ဆိုရင် sacrifice the rook ပေါ့နော် okay အော်ပြီအဲ့တော့ အဲ Godam Chess လေးတန်းနဲ့တော့ကျွန်တော်မအော်တော့ဘူးနော်။အော်လို့ရှင်ကျွန်တော်ရိုက်ကော့ကရိုက်လေး။ Okay ဟုတ်ပြီ။အဲ့တော့ကျွန်တော်ဒီမှာအခုပုံစံလေးပြမယ်။အဲထုံးတိုင်းပဲအဲကျွန်တော် theory ကိုအရင်ရှင်းပြမယ်။ရှင်းပြပြီးတော့ဆိုရင်အဲဒီနေ့မှာတော့ exercise ၄ခုလေးပါတယ်။အဲ့၄ခုကိုအဲ video လေးကိုရက်ပြီးတော့စဉ်းစားပြီးတော့ဖြေမယ်။ပြီးတော့ဆိုရင်အဲကျွန်တော်ကိုမှန်လားမမှန်လားပြန်ပြီးတော့ comment လေးမှာအဲပြန်ပြီးတော့ရေးခဲ့ပေးဖို့ request လုပ်ပါတယ်။အဲကျွန်တော် မနေ့ကတော့တင်ခဲ့တဲ့အဲ checkmate pattern 20မှာလည်းတော်တော်များများအဲပြန်ပြီးတော့ comment လေးတွေမှန်းပေးတယ်အဲတော်တော်များများလည်းဖြေနိုင်ကြတယ်အကုန်လုံးမှန်တယ်ဆိုတော့လည်းတွေ့တယ်အဲတော်တော်လေးလည်းအားရတယ်အဲတကယ်လည်းဝမ်းတာရတယ်ပေါ့နော် okay ဘာဖြစ်ဖြစ်အဲအဲ့လိုမျိုးလေး comment လေးရေးပေးသေးချင်ပါတယ်ပြီးကျွန်တော်တို့လည်းအားရအားအားရတယ်ပေါ့အားရှိရပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ကြည့်လိုက်မယ်ပေါ့နော်အဲ့ပထမဆုံးပါဆိုလို့ဆိုရင်ကျွန်တော်ဒီနေထားမှာကြည့်လိုက်မယ်ဆိုလို့ဆိုရင်ဘာတွေ့ရဆိုတော့အဖေက ဟို rook က fine ပွင့်နေရဲ့ g fine ကိုအဲတိုက်ခိုက်ထားတယ်ပေါ့အဲ့လိုပဲကျွန်တော်တို့ထပ်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်ဒီမှာဘာထွက်ရလဲဆိုတော့ queen ရဲ့လမ်းကြောင်းလေးရတယ်အဲတနည်းအားဖြင့်ပြဆက်ဒီ king side ဘက်ကိုအဲလာလို့ရနေပြီးတော့နောက်တစ်ခါကျတော့အဲဒီဘက်က a1 မှာရှိရ rook ကလည်းအဲလိုအပ်ရင်လိုအပ်တဲ့လိုမျိုးဒီ g fine ကိုပြန်ပြီးတော့ဆွဲခေါ်လာလို့ရတယ်အဲအဲ့ဒါလေးတွေ ਨੇ ဟိုအဲ့ဒါလေးတွေကိုကျွန်တော်မြင်လို့ရှိရင်ကျွန်တော်ဒါအဲ ဟိုဟာဟို sacrifice တွေလုပ်လို့ရတယ်ဗောနော်ဘာလို့လဲဆိုတော့ဒီမှာ night ကတော့ဒီ position မှာတိတ်ပြီးတော့အသုံးမဝင်ဘူးဘာကြောင့်လဲဆိုတော့ night ကအောက်ကိုတော်တော်ရောက်နေရပေါ့ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ဒီမှာဘယ်လိုလုပ်မလဲဆိုတော့ rotate h7 rotate g7 ဆိုပြီးတော့ g7 ကို sacrifice လုပ်မယ်ဗောနော် g7 ပုံလေးကိုစားပြီးတော့ root sacrifice လုပ်မယ်ပေါ့ root sacrifice လုပ်တဲ့အခါမှာ အဖြူမှာအဖြူက register ban စားရတဲ့အခါမှာအမေကရွေးချယ်စရာနှစ်ခုရှိတယ်။ရွေးချယ်စရာနှစ်ခုကကျွန်တော်တို့အဲသူတစ်ဖက်က sacrifice လုပ်တဲ့အခါကြောင့်ဆိုရင်ကိုကလက်ခံမှာလားညင်းပယ်မှာလားပေါ့နော်။အဲ့တော့ကျွန်တော်တို့အဲဒီမှာက ရှောင်လိုက်မယ်ဆိုလို့ရှိရင် queen h6 သွားလိုက်လို့ရှိရင်အဲနောက်လက်ကျရင်ဒီချက်မိတ်ကိုတားစီလို့မရဘူးနော်ဒီဟာကိုဘယ်တော့မှကဲလို့မရတော့ဒါဆိုရင်အဖြူကနိုင်တယ်အဲ့တော့မရှောင်မဲနဲ့စားမယ်ဆိုရင်လည်းပဲအာကျွန်တော်တို့ခုနကကျွန်တော်တို့မှာပွင့်နေတဲ့ကစားကောင်တွေရှိရကျွန် queen နဲ့ချက်မယ်ပေါ့ queen နဲ့ချက်တဲ့အခါမှာသူက king ကဘယ်ဘဲသွားမလဲဆိုလို့ရှိရင်ကျွန်တော် king ကဒီ h8 ကိုပဲသွားမယ် king h8 ကိုသွားတဲ့အခါမှာကျွန်တော်တို့ဒီမှာဒါခေါ်လာလို့မရအောင်နော်ဒါခေါ်လာလို့ရှိရင်အာသူကဟို pawn f6 စီပဲတက်လိုက်လို့ရတယ် အဲ့ခါကျရင်ကိုင်းက G7 ကာထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က move order မမှားဘူးကျွန်တော်အရင်ချက်မယ်ချက်မယ်ချက်ပြီးတဲ့အခါမှာအဲသူက king ကဒီ J ကိုပြေးမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့တော့မှ rook နဲ့ချက်လိုက်လို့ဆိုရင်ဒါဆိုရင်အဲ king ပြေးပြန်နေရမှာရှိအဲ့တော့သူက queen နဲ့တလှည့်ကားမယ်ဆိုရင်ကျွန်တော် rook နဲ့စားလိုက်လို့ဆိုရင်ချက်မယ်ရပြီအလွယ်ပါတယ်နော်ဟုတ်တယ်မလား။ Okay အဲ့ဒါဒီ theory လေးကိုအားလုံးတစ်ပတ်ပေါက်နားလည်လိမ့်မယ်လို့ထင်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ exercise လေးတွေဖြည့်ကြည့်မယ်။ ။အဲထုံးစံတိုင်းမှာ exercise exercise ကိုရောက်ပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီအဲဗီဒီယိုလေးကိုရက်ပြီးတော့စဉ်းစားမယ်စဉ်းစားပြီးတော့ကျွန်တော်ဖြည့်မယ်။ဒီပုစာလေးမှာဆိုရင်ကျွန်တော် brush လေးဆိုရင်အမဲရှိလေးဖြစ်ပါတယ်။အဲစဉ်းစားပြီးဖြည့်ကြည့်ပါပြီးတော့ကျွန်တော် comment လေးမှတ်ခဲ့ပြီပေါ့နော်။ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုရက်ရင်ဖြည့်လို့ကြောင့်ကျွန်တော်ဆက်ပြောပါမယ်။အဲ့တော့ဘာတွေ့ရလဲဆိုတော့အမဲရှိလေးမှာလည်းကျွန်တော်ခုနက pattern တိုင်းမှာအဲယထားကအဲ G2 ကိုတိုက်ခိုက်ထားတယ် ဂျီဖိုင်ကပွင့်နေတယ်ပြီးတော့ကျွန်တော်ဒီမှာ queen ကလည်းဒီဘက်ကိုလာလို့ရတယ်လိုက်လာလို့ရတယ်ပြီးတော့ကျွန်တော် d root ကလည်းဒီကိုပြန်ဆွဲလို့ရဒါဆိုရင်ခုနကအတိုင်းနဲ့တူတူပဲလို့ပြောလို့ရပါတော့ဒီမှာကျွန်တော်အမဲရနေပြီးတော့ root g2 ချက်မယ်သူကမစားဘူးဆိုလို့ဆိုရင်စားမယ်စားမစားလို့ဆိုရင်လည်းကျွန်တော် queen ကဒီကိုထပ်လာမှာပေါ့နော်ဒီကိုထပ်လာပြီးဒီကိုထပ်ပြီးလာမယ်ဒါဆိုလည်းအသာသေးပြီးအဲ့နောက်မှာကျွန်တော် root တွေပါထပ်ခေါ်လာလို့ရတယ်ပေါ့ဒီလိုပုံစံနဲ့ကစားလို့ရအကယ်စားတယ်ဆိုလို့ဆိုရင်တော့ အခုနကျွန်တော် made in pattern နဲ့ပုံမှန်ပြောတော့ကျွန်တော်ဒီမှာ queen လာမယ်။ gain deal လာမယ်ဆိုရင် knight ကိုစားချက်မယ်။ deal လာမယ်ဆိုရင် rook g1 ချလိုက်ဆိုရင် mate ပြီး။ rook g1 ချလို့ဆိုရင်ဒါ queen နဲ့တစ်လက်ကာကွက်ရှိရဲ့ပြီးအဲ့ဒီ queen ကိုထပ်စားလိုက်လို့ဆိုရင် mate တယ်ပေါ့နော်။ Okay ဟုတ်ပြီ။အဲ့တော့ဒါလေးလည်းအဲတဘောပေါက်လိုက်မယ်လို့ထင်ပါတယ်။ဒါဆိုရင်ကျွန်တော်နောက်ထပ် exercise လေးတစ်ခုကိုထပ်ပြီးတော့ကြည့်ကြည့်မယ်ပေါ့နော်။အဲ့တော့ โอเคဟုတ်ပြီကျွန်တော်ဒီပုံစံလေးမှာကြတော့ခဏလေးကျွန်တော်တခုကြောက်โอเคဒီပုံစံလေးမှာကြတော့ကျွန်တော်ဘယ်လိုရွှေ့လဲလဲဆိုရင်ဒီမှာကျွန်တော်တို့အမဲရွှေ့လဲပေါ့เนาะအမဲရွှေ့လဲမှာကျွန်တော်တို့ account တွေကိုရေးကြည့်လိုက်မယ်ဗျာ account တွေကိုရေးကြည့်လိုက်မယ်ဆိုလို့ဆိုရင်ဒီနေသားမှာကဟိုအဖြူမှာကဒီဘက်က queen site မှာဆိုရင် pass 3လုံးရှိရပါတယ် pass AB က pass 1လုံးပေါ့เนาะ AB pass 1လုံးရှိရယ်ပြီးတော့ပွန်အပြင်ရှင်မယ်ဆိုလို့ဆိုရင်ပွန်9လုံး4လုံးဆိုပွန်3လုံးกว่าတယ်ပေါ့ပွန်3လုံးกว่าတယ်ပြီးတော့ကစားကောင်အကြီးတွေကတော့အတူတူပဲ ring 2កောင် queen 2កောင်အဲ bishop 9ပေါ့เนาะအဲ့ဒါပဲဟို ပထမနေ့ပဲကွာစန္ဒကသကောင်အတူတူပဲအဲ့တော့အဲစဉ်းစားကြည့်မယ်ဆိုရင်ဒီပု္ပ္ပာကကျွန်တော်တို့အမဲကအဲမနိုင်နိုင်ဘူး ။ဘာလို့လဲဆိုတော့ဒီဘက်က green side ကပေါ်နေရကျော်လာတော့မှာပေါ့နော်ထပ်လာတော့မှာ။အဲဒါကြောင့်မနိုင်နိုင်နိုင်ဖြစ်တဲ့ကြောင့်ဒီနေထားမှာကျွန်တော်တည်ရေမလို့ရနိုင်မလဲ။ပြီးတော့နောက်တစ်ခုကကျ clear လို့မြင်ကျွန်တော် root ဒီဒီဘက်ကိုဆွဲလာလို့မရဘူးပေါ့နော်။အဲ့ဒါလည်းရှိရဲ။အဲကျွန်တော်တို့ဒီမှာကျဘာပဲလုပ်တော့မလဲဆိုရင်အဲ perpetual ပဲစူးစမ်းရမှာပေါ့။တည်ရေရောက်ပဲစူးစမ်းမယ်။ rigid 2ချက်မယ်။ gain ချောင်လို့ဆိုရင် green နဲ့ h2 စားလိုက်လို့ဆိုရင်မိတ်တယ်။အဲ့တော့ green မချောင်မယ် gain စားမယ်ဆိုလို့ဆိုရင် green နဲ့ g4 ကချက်မယ်။ gain က h1 သွားမယ်ဆိုရင် f3 ကချက်မယ်အဲသူက g1 ကိုပြန်လာလို့ဆိုရင်ဒီကပြန်ချက်ပေါ့ဒါဆိုလို့ဆိုရင် perpetual နဲ့ပဲတည်ရရပါ ောက်မှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်နိုင်ကြမရှိလို့ဗောနော်နိုင်ကြမရှိတဲ့အကြောင်းတကြီးပဲယူရပေါ့။ဟုတ်ပြီဒါဆိုကျွန်တော်နောက်ထပ် post site တစ်ပုဒ်ကိုကျွန်တော်တို့ထပ်ပြီးရောကြည့်ကြည့်လိုက်မယ်။အဲဒီဝါစာလေးမှာကျတော့ကျွန်တော်ဘလူးရှိတ်လေးလဲဆိုရင်တော့ဒီကောင်ကြတော့ကျွန်တော်တို့အဲအဖြူရှိတ်လေးပေါ့နော်အဖြူရှိတ်လေးမှာကျွန်တော်ဗာတွေ့ရလဲဆိုတော့ဒီနေ့သားမှာကျတော့ဟိုလက်ရှိမှာဆိုလို့ရှိရင်ယထာက G5 ကနေပြီးတော့ G7 ကိုတိုက်ထားတယ်ပြီးတော့ကျွန်တော်တို့ Bishop ကဒီ diagonal ထဲမှာပုံးလေးတိုက်ထားတယ် Queen ကလည်းဒီဘက်ကို Queen side ကိုဒီ square တွေကိုလိုက်လာလို့ရတယ်အဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုး အသာသီးလို့ရတယ်ချက်မိတ်တွေလုံးလုံးရနိုင်လားအဲ့ဒါကိုကျွန်တော်စဉ်းစားကြည့်မယ်အဲ့ကြောင့်ဒီမှာလုံးစရာတော့ရှင်းရှင်းလေးပဲကျွန်တော်ဒီမှာ rook နဲ့ပဲ g7 သွားစားချက်မယ်ပေါ့နော်အဲ့မှာဟိုရွေးချက်စရာတစ်ခုရှိရွေးချက်စရာကျွန်တော်စားမလားရှောက်မလားရှောက်မယ်ဆိုလို့ရှင်တော့ကျွန်တော်ဒီမှာထပ်ချက်မယ်ပြီးရင်ကင်းလာမယ်ဆိုရင်ကျွန်တော် queen g4 နဲ့ချက်လိုက်ဆိုရင်ဒါမိတ်တယ်ပေါ့နော်ဒီလိုဆိုမိတ်တယ်အဲ့ဒါတစ်ခုအဲ့တော့မရှောက်မဲနဲ့ အဲကင်းက root ကိုစားမယ်ဆိုလို့ဆိုရင်ကြတော့လေကျွန်တော်ဒီမှာဘာလို့မှကြာ queen နဲ့ပဲထက်ချက်မှာပဲချက်တဲ့အခါကျတော့ဆိုရင်အဲကင်းဒီအဲဘယ်တော့မှကြာ h8 ပဲသွားမှာ h8 သွားတဲ့အခါကျတော့ဆိုရင်အာဒီမှာကျွန်တော်တို့ဘာလို့ရ Queen F5 တွေထိုးလိုက်လို့ဆိုရင်ဒီမှာဒီ mating ကိုကယ်လို့မရတော့ဘူးเนาะဟုတ်ပြီခုနကကြာဒီနေရာမှာ H6 ကိုသွားမယ်ဆိုလို့ဆိုရင်လည်းကျွန်တော်ဘာလာလို့မှာ Queen နဲ့ထတ်ချက်မှာပဲเนาะဒီကနေချက်မယ်ချက်တဲ့အခါမှာ King က G7 လာမယ်ဆိုရင် Queen နဲ့ H7 ဆားဆက်လိုက်လို့ဆိုရင်ဒါလည်းမိတ်တာပဲအဲဒါတော့ကျွန်တော်တို့ဒီ G7 လေးကို စားပြီးတော့ဟို maintain button လေးတွားရတယ်ပေါ့နော်ဟုတ်ပြီတော့ကျွန်တော်နောက်ထပ် exercise တစ်ခုကျွန်တော်ထပ်ပြီးတော့ကြည့်ကြည့်လိုက်မယ် အဲ့ဒီဘက်စားလေးမှာကျတော့ကျွန်တော်ဘလူးရှိတ်လဲလဲဆိုရင်တော့ဒီကောင်ကကျတော့ကျွန်တော်တို့အဖြူရှိတ်လဲပဲဗောနော်အဖြူရှိတ်လဲမှာဘာတွေ့ရဆိုတော့ကျွန်တော်အဖြူရဲ့ကစားကောင်တွေက night ကလည်း e5 ကိုရောက်နေရဲ့ g5 မှာလည်း g7 pawn လေးကိုတိုက်ခိုက်ထားတယ် queen ကလည်း f3 မှာရှိနေဆိုတော့ပြီးတော့ bishop ကလည်းဒီ diagonal လေးကလည်းပွင့်နေနော်အဲဒါလေးသက်တစ်ချက်ရှိရအဲကစားကောင်တွေအကုန်လုံးတနည်းအားဖြင့်ပြောမယ်ဆိုတော့ king side back ကိုပြုံနေလို့ပြောရတယ်ဒီ bishop ကဒီ diagonal မှာရှိရဗောနော်ဟုတ်ပြီအဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့အဲချက်မိတ်ရနိုင်မလား sacrifice လုပ်လဲလို့ဆိုရင်တခုခုများအတားစီရမလားအဲဒါကိုကျွန်တော်စဉ်းစားရမယ်အဲစဉ တဲ့အခါမှာကျွန်တော်ဒီမှာတော့အခုနောက်အတိုင်းပဲကျွန်တော်ဘာလို့လဲကျွန်တော် root နဲ့ပဲ G7 သက်စားချက်မှာပဲအဲချက်တဲ့အခါမှာကျွန်တော်တို့ဒီမှာအမဲရနေပြီးတော့ရွေးချယ်စရာကအဲစားမှလာဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီ effect ကိုပြေးမှလာဒါမှမဟုတ်ရင်အဲ shape ကိုပြေးမှလာပေါ့အဲ့တော့ကျွန်တော်တခုချင်းကြည့်ရပါဘာ carry effect ကိုပြေးမယ်ဆိုလို့ဆိုရင်တော့ကျွန်တော်ဒီကနေပြီးတော့ F7 စားလိုက်လို့ဆိုရင်အဲ king က J ကိုပြန်လာမယ် J ကိုပြန်လာတဲ့အခါမှာကျွန်တော် queen ကြီး3နဲ့ချက်မယ်ပေါ့ queen ကြီး3နဲ့ချက်တဲ့အခါမှာ king က shape ကိုပြေးမယ်ဆိုရင်ကျွန်တော် G7 ကချက်လိုက်လို့ဆိုရင်မိတ်တယ်ပေါ့နော်ဒါဆိုရင်မိတ်တယ် ်ဟုတ်ပြီဒါကကျွန်တော်တို့ FA ကိုပြေးတဲ့ line FA ကိုမပြေးဘဲနဲ့အခုသူက H8 ကိုပြေးမယ်ဆိုရင်ကြတော့ဒါဆိုလည်းကျွန်တော် Knight of 7စားချက်လိုက်လို့ရတယ်ဒါဆိုလို့ဆိုရင်လည်းကျွန်တော်ဒီမှာ King နဲ့ Queen ကိုခွာရဖြစ်တဲ့တော့ကြောင့်ဒါလည်းအသာစီးရသွားပြီဗောနော်ကျွန်တော် Rook ကိုစားလို့ဆိုရင်လည်း Queen လေးပြန်စားလိုက်လို့ရတယ်ဒါဆိုလည်းအဲနိုင်နေပေါ့ ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီတစ်ခါစားတဲ့ line ကိုကြည့်မယ်စားတဲ့ line ကတော့ Genji 7စားမယ်ဆိုလို့ရှိရင်ကျွန်တော် Genji 3နဲ့ချက်မယ်ချက်တဲ့အခါမှာ King ကဒီမှာလဲရွေးချယ်ကြရကအဲနှစ်ခုရှိရပါတော့ FA ကိုသွားမှာလားဒါမှမဟုတ်ရင် HA ကိုသွားမှာလားပေါ့အဲ့တော့ဘယ်ဘက်သွားသွားမိတ်တယ်ပေါ့နော်ဥပမာကျွန်တော် FA ကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ Bishop နဲ့ချက်လိုက်လို့ရှိရင်မိတ်တယ်အဲအဲ့လိုပဲကျွန်တော်တို့အဲဒီနေရာမှာ HA ကိုသွားလိုက်မယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်ဘာလဲလောက်လိုက်ကြ Night နဲ့ချက်လိုက်လို့ရှိရင်မိတ်တယ်ပေါ့ Okay ဟုတ်ပြီအဲ့တော့အခုအဲကျွန်တော်ပြသွားတာဒီဒီ sacrifice အဲ rook sacrifice ဆို G7 ပေါ့နော် G7 မှာရှိတဲ့ပုံကို sacrifice လုပ်ပြီးတော့ကျွန်တော်တို့အတာစီယူတယ်အဲချက်မိတ်ရတဲ့ဆင်ချက်မိတ်ယူတယ်အကယ်ကိုကမနိုင်နိုင်ဘူးဆိုလို့ဆိုရင်အဲ puppet jewelry ယူတယ်ပြီးတော့နောက်တစ်ခါကျတော့ချက်မိတ်မရရင်တော့မှကျွန်တော်တို့အတာစီရောက်ပါတယ် material data မျိုးလို့အဲစသဖြင့်ပေါ့နော်ဒါမျိုးလေးတွေရတယ်အဲ့တော့ဒီကောင်လေးတွေဒီပတန်ကလည်းကျွန်တော်အရေးကြီးရဲ့ဒါတစ်ဖက်လူရဲ့ skin size ကိုတိုက်တဲ့အခါမှာဒါလေးတွေကအသုံးချလို့ရပါတယ်ဟုတ်ပါပြီအဲ့တော့အခုကျွန်တော် ပြခဲ့တဲ့ theory နဲ့ exercise လေးခုပေါ့နော် exercise လေးခုမှာဘယ်နောက်ခုမှန်လဲ comment လေးမှာမှန်ခဲ့ပေးပါဦးကျွန်တော်ဒီ video ကိုအစားဆုံးလာရောက်ကြည့်ရှုအားပေးကြတဲ့ကျွန်တော်ထင်တယ်ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်တွေ့ဆုံးမယ်အားလုံးပဲကျေးဇူးပါခင်ဗျာ